ကန်အောင်ကျေးရွာရဲ့နောက်ဖက်တောအုပ်ကြီးထဲမှာအပြူပေါ်ဝင်မိဖြစ်တဲ့မိမငယ်လေး၃ယောက်ဟာပလိုင်းကိုစီနဲ့တောထဲကိုဝင်ရောက်လာခဲ့ကြပါတယ်။မြစ်ဆူတွေကိုရှာရန်လာခြင်းဖြစ်ပါတယ်။အဲဒီမိမငယ်လေး၃ယောက်ထဲမှာတောထဲမှာထွက်တဲ့ဟင်းစားတွေကိုအမဲရှာဖွေနေကြသူတွေဖြစ်တာကြောင့်ဤတောဤတောင်ဟာသူတို့ဖို့တော့ပျော်ရွှင်ပွဲကောင်းလာတဲ့အရာတစ်ခုဖြစ်သတ်မှတ်ကြကအကြောက်လန့်လည်းမရှိသွားလာနေကြပါတယ်။ဟဲ့ဆူဆူ ဒုရှိနာဝေယုံလောက်ဆိုရွာလူတန်းရောက်ဘူးနေလို့မြစ်ဆူတွေမရှိလောက်တော့ဘူးဟာရှိမှာပါခုတလောရွာလူတွေအလုံးများနေလို့တောဘက်ကိုမရောက်ကြပါဘူးဘာကိစ္စမရောက်ရမှာလဲဟိုနေ့ကပဲမိုင်းလာချူတို့အုပ်စုတောတက်ပြီးတော့မြစ်ဆူလာရှာတာအများကြီးရတယ်လေအစ်တစ်တွေထွက်မှာပေါ့ဟဲ့ဒီတောထဲမှာဝေယုံကအများကြီးပဲဟိုဒုတွေလုံလုံလောက်လောက်ရမှာပါမိမငယ်လေး၃ယောက်ဟာပျော်ပျော်စွစွနဲ့တောထဲမှာရှိတဲ့လမ်းငယ်လေးတိုင်းတက်သွားခဲ့ကြပါတယ်။တောထဲကိုအတော်တန်ဝင်မိတဲ့အခါမှာတော့ဝေယုံတော်ဘက်ကိုရောက်လာကြပါတယ်။အဲ့ဒီတောထဲမှာဝေယုံတော်ကမင်းမှုထားတာကြောင့်အခြားတစ်ပင်တို့မရှိပါဘူး။မိုးဥရသည်ဖြစ်တာကြောင့်ဝေယုံအောက်မ မှာရှိတဲ့မြစ်ဆုနုနုလေးတွေကမြေပေါ်ကိုထိုးထိုးထောင်ထောင်ထွက်ပေါ်နေပါတယ်။ဟာမြစ်ဆုတွေအများကြီးပဲဟာ။ဟုတ်ပါရဲ့လိုတယ်လို့ယူကြရအောင်။ မြစ်ဆူလေးတွေကနှုတ်ထွက်နေရပဲအများကြီးပဲမိမငယ်လေး၃ယောက်ကဝေယုံတော်မြတ်ရဲ့အောက်ခြေကမြစ်ဆူတွေကိုမြင်လဲရတာကြောင့်အမောပြေကအလွန်ပျော်ရွှင်သွားခဲ့ကြပါတယ်ပါလာတဲ့မြစ်ထိုးတဲ့ဓာတ်ကိုထုတ်ယူကမြစ်ဆူရဲ့အောက်ခြေရင်းကနေထိုးကလော်ပြီးတော့မြစ်ဆူတွေကိုတူးယူကြပါတယ်ရလာတဲ့မြစ်ဆူများကိုအခွန်ချမ်းတွေခွာပြီးတော့ပါလာတဲ့ပလိုင်းနဲ့ကိုထည့်ပါတယ်မြစ်များကသာမဲကချိုးယူနေတဲ့မိမငယ်လေး၃ယောက်မှာတယောက်နဲ့တယောက်သတိမထားမိကြပါဘူးမြစ်ဆူများလုံလောက်အောင်ရလောက်တဲ့အခါမှာတော့အတန်ပြုတ်ပြီးတော့လူစုကြပါတယ်အဲဒီချိန်မှာတော့သူတို့၃ယောက်ထဲကထားခင်လို့ခေါ်တဲ့မိန်းကလေးကပေါ်မလာခဲ့တော့ပါဘူးထားခင်ကစွစ စုံနဲ့ပူစုမတို့မြစ်ဆုချိုးယူနေတဲ့အနားမှာအနှဲငယ်ဝေးရာဝယုံမြောက်ကိုတွားပြီးတော့ချိုးယူနေတာပါထိုဝယုံမြောက်မှာရှိတဲ့မြစ်ဆုများကတခြားဝယုံမနေအောင်မှာရှိတဲ့မြစ်ဆုတွေထက်ပိုများပါတယ်အဲဒါကြောင့်သူမကလည်းပလိုင်းကိုဘေးမှာချပြီးတော့ဓာတ်တစ်ချောင်းနဲ့မြစ်ဆုလေးမျိုးကိုဂယုတစိုက်ချိုးယူနေပါတယ်များမြောင်လာတဲ့မြစ်ဆုများကြောင့်လည်းသူဟာပတ်ဝန်းကျင်ကိုသတိမထားမိပါဘူးသူရဲ့နောက်ဘက်ဝယုံကွယ်မှာတော့ကူးတော်ကြားကြီးတကောင်ကသူ့ကိုချောင်းမြောင်းကြည့်ရှုနေပါတယ် ထားခင်ကလည်းချိုးယူထားတဲ့မြစ်ဆုများကိုအခွန်ခွာရန်အတွက်အကြအနထိုင်လိုက်ပါတယ်။အဲ့ဒီအချိန်သူမမြင်လိုက်တာကတော့အဝါရောင်အစင်းကြားတွေနဲ့အလွန်ကြီးမားလာတဲ့ကြားကြီးတကောင်ပါ။အဲ့ဒီကြားကြီးကသူ့ထံကိုတလန်းချင်းတိုးဝင်လာရင်နဲ့မန်ဖီနေပါတယ်။ထားခင်ကမိမိရှိကို၉00ကြားကြီးကမန်ဖီပြီးတော့လာနေတာကြောင့်အနောက်ကိုတဖြည်းဖြည်းချင်းစုပ်ပါတယ်။လက်ထဲမှာကင်ထားတဲ့မြစ်ချိုးတဲ့ဓာတ်ကိုကြားကြီးဘက်ကိုချိန်ရွယ်ရင်းနဲ့ထွက်ပြေးရန်ပြင်ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ပြေးလမ်းကတော့ဝယုံမင်းနေရာရှုပ်ထွေးစွာပေါက်နေတာကြောင့်သူပြေးဖို့မလွယ်လောက်ပါဘူး။ ကြားကြီးကလည်းသူ့ကိုတစ်ချက်မျှပဲအလွတ်မပေးပါဘူး။သူမကအနောက်ကိုဆုတ်လာရင်လည်းအနောက်မှာရှိတဲ့ကြောက်တုံးကိုတိုက်မိကလဲကျသွားခဲ့ပါတယ်။သူမလဲကျသွားပြီလို့ပြန်ထရန်လှုပ်လိုက်တဲ့အချိန်မှာတော့ကြားကြီးကသူမကိုခုံးအောင်ရန်ရည်ရွယ်လိုက်ပါတယ်။သူမကလည်းလက်ထဲကနေကောက်မီကောက်ရကောက်ထားတဲ့ကြောက်တုံးနဲ့ကြားကြီးကိုပစ်ပေါက်လိုက်ပါတယ်။လက်တဆုပ်သက်သာကြောက်တုံးကြီးကကြားကြီးရဲ့နှစ်ဖူးတက်တဲ့ကိုမှန်သွားခဲ့ပါတယ်။ကြောက်တုံးမှန်သွားတာကြောင့်ကြားကြီးကခေါင်းတစ်ချက်ရမ်းခါပြီးတော့ဟိမ့်လိုက်ပါတယ်။ သူရဲ့ဟိန်းသံနဲ့အတူချွန်များလာတဲ့ကြားကြီးရဲ့အဆွဲဖိုးဖွေကိုနောက်ဆုံးသူမှမြင်လဲရပါတယ်။ထားခင်ရဲ့ကိုလုံးလေးက9000ကြားကြီးရဲ့ပါဇက်ထဲကိုတရွတ်တိုက်ပါသွားခဲ့ပါတယ်။ဆူဆူနဲ့ပူဆူမနှစ်ယောက်ကထားခင်ကိုအတန်ကြာအောင်အတန်ပြုတ်ကခေါ်ပေမဲ့လည်းထားခင်ကတော့ရောက်မလာခဲ့တော့ပါဘူး။ဘယ်လိုလုပ်မလဲပူဆူမ။ပြန်မို့ချိန်တော့ရောက်နေပြီ။ထားခင်ကရောက်မလာသေးဘူး။လာဟာတို့တွေဝေယုံမင်းအောင်မှလိုက်ရှာကြည့်ကြရအောင်။ဒီကောင်မှမြစ်ဆုကောင်းနဲ့တွေ့ပြီးတော့အိမ်ပြန်မှုမိနေရထင်တယ်။ဟုတ်ပါရဲ့လာလာဆူဆူသွားရအောင်။အဲ့လိုမျိုးပြောဆိုပြီးတော့နှစ်ယောက်သားဝေယုံတော်တွေကိုဝင်လာခဲ့ကြပါတယ်။ဒါထွေးခင်ရဲ့ပလိုင်းပဲ။ဟုတ်တယ်ဒီမှာသူချူးထားတဲ့မြစ်ဆုလေးတွေ ပလိုင်းကိုဒီမှာထားခဲ့ပြီးတော့ तू ကဘယ်ရောက်နေလဲလက်ခောက်မုတ်ပြီးတော့ခေါ်လိုက်ပူစုမအချိန်သိမ့်မရှိတော့ပူစုမကအတော်ကြောင်လက်ခောက်မုတ်ပြီးခေါ်ပေမဲ့လည်းထားခင်ကတော့ရောက်မလာခဲ့ပါဘူးဒီကောင်မတို့ဆနေရများလားဟာကြည်စံကြည်စံပလိုင်းနဲ့မြစ်တရားလည်းပြန့်ကျဲနေရဆိုတော့မဟုတ်မလွယ်ရောထားခင်တခုခုများဖြစ်နေရလားဟဲ့နင်းကလည်းပောက်ကြရလေဟဲ့တကယ်ချင်းနှစ်ယောက်ကထားခင်တို့စိတ်ပူသွားခဲ့ကြပါတယ်တနေရာတော့ဝေယုံမင်းအောက်မှာတော့ဆူဆူဒီမှာကြည်စံဒါထားခင်ရဲ့မြစ်တူးတဲ့ဓာပဲဟာဟမ်ဒီဝါရွက်ပေါ်မှာတွေးဆက်တယ်ဖះဖះထားခင်ဒုက္ခရောက်ပြီထင်တယ် ငါတို့အမြင်ပြန်မှဖြစ်မဲ့ပူစုမရဲ့ဒီတိုင်းဆိုရင်ထားခင်ဒုက္ခရောက်နေရသေးကြပြီစွစွနဲ့ပူစုမတို့ကထားခင်ကိုစိတ်ပူသွားပြီးတော့ရွာကိုအမြင်ပြန်လာကလူကြီးများကိုပြောပြပါရယ်ထားခင်ရဲ့မိဘတွေကလည်းတမီးလေးကိုစိတ်ပူသွားပြီးတော့တောဘက်ကိုလိုက်တက်သွားခဲ့ကြပါရယ်တောနဲ့ကြီးလေမှာရှိတဲ့တဲကြီးတစ်ခုတွင်ဝယ်လူတယောက်ကနီရဲတဲ့သွေးများထည့်ထားတဲ့ခွက်ကိုကင်မြောက်ပြီးတော့တခုခုကိုပူဇော်ပတ်သက်နေပါရယ် အဲ့ဒီအချိန်ကြားကြီးကကိုက်ချီလာတဲ့မိန်းကလေးကိုမြေပေါ်ပစ်ချပြီးတော့ကြားဟင်းတန်ကြီးတစ်ချက်ပြုတ်လောက်ကတစ်ပင်အောက်မှာခြားထားတဲ့အဝတ်စကိုငုံကနမ်းလိုက်ပါတယ်။အဲ့ဒီအခါအဝါရောင်အစင်းကြပါတဲ့ကိုရောင်ကြားကြီးကတဖြည်းဖြည်းနဲ့လူသားတယောက်တည်းဖြစ်လာပါတယ်။ခန္ဓာကိုယ်ကကြမ်းရှာလာတဲ့အမွေးမြင်တွေကတဖြည်းဖြည်းပြောက်ွယ်သွားပြီးတော့လူသားတယောက်ဆင်စစ်ဖြစ်သွားခဲ့ပါတယ်။ထိုလူရဲ့ရင်ဘတ်မှာတော့မန်ဖီနေတဲ့ကြားရုပ်တက်တူကိုထိုးထားပါတယ်။သူ့ရဲ့ရင်ဘတ်ကကြားရုပ်ကအလွန်အသက်ဝင်လာပါတယ်။ ်ထို့လူကမြေပြင်ပေါ်မှာရှိတဲ့အဝတ်အစားကိုကောက်ယူလိုက်ပြီးတော့ဝစ်စင်ကစွစွနာကိုက်ချီလာတဲ့မိန်းကလေးကိုပွေ့ယူလိုက်ပြီးတော့တာလဘတ်ဆာတွေနဲ့မိုးကထားတဲ့တဲကြီးတဲကိုဝင်သွားခဲ့ပါတယ်စရုပ်ထားမြောက်အပြိုစင်စနစ်သမီးပါဆရာထို့လူကတဲတဲကိုရောက်လင်းတော့ချီမာထားတဲ့မိန်းကလေးကိုအောက်ကိုချလိုက်ပြီးတော့သူ့ကိုယ်တိုင်းဒူးထောက်ပြီးတော့သူ့ရှိကလူကြီးကိုတေယုတသိရှောက်ပါတယ်ထို့ရှိကလူကြီးကလက်ကကင်ထားတဲ့ခွက်ကိုချပြီးတော့လူငယ်ဘက်ကိုလှဲ့ကမင်းသိတော်တဲ့အောင်တယ်ငါပညာနောက်ဆုံးအဆင့်အောင်မြင်သွားလို့ရှင့် ငါ့ကိုအကျိုးဆောင်ခဲ့တဲ့မင်းလိုတစ္ဆာရှိတဲ့လူကိုပညာအဆင့်ကောင်းကောင်းတိုးပေးမယ်ကျေးဇူးတင်ပါတယ်ဆရာအေးဒါနဲ့ဒီမင်းကလေးအသက်ရှင်သေးလားကွယ်ငါရဲ့နတ်ဆိုးသခင်ကအရှင်လက်လက်လူသားရဲ့သွေးမှာကြိုက်တာမင်းသိပါတယ်သိပါတယ်ဆရာကောင်မလေးကမသိသေးပါဘူးခဏသတိလစ်နေရပါကောင်းတာပေါ့ကွာသတိလစ်နေတော့ပူကောင်းတာပေါ့ကဲကလေးမကိုရစ်ကြောက်တုံးမတင်လိုက်ပါဒါနဲ့ तू ကအပြိုစင်စနေသမီးတေးကြပါရဲ့နော်တေးကြပါရဲ့ဆရာရဲ့အပြိုစင်စနေသမီးပါ အေးအေးအေးဒါဆိုအချိန်မလင့်ငယ်ငါတို့တွေလှုပ်ဆရာရှိတဲ့ကိစ္စကိုလှုပ်လိုက်ကြရအောင်ကွာရင်ဘက်မှာကြားရုပ်ကြီးပါတဲ့သူကစမ်းမြန်မှာသတိလစ်နေတဲ့မိန်းကလေးကိုချီမလိုက်ပြီးတော့ကြောက်ပလင်ရစ်စင်ထက်ကိုတင်ကခြေလက်တို့ကိုချီနှောင်ထားလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ဆရာဆိုတဲ့လူကတထွာတတာရှိတဲ့အသွားမြနေတဲ့ဓာတ်ကိုကင်လိုက်ပြီးတော့ကောင်မလေးအပေါ်ဝေရမ်းလိုက်ပါတယ်နုတ်ကနေလဲဘာညာစမကလာမန္တန်တပုတ်ကိုမတိုးမကျေနဲ့ရွတ်လိုက်ပါတယ်။ထိုးစင်မှာတော့ရစ်စင်ထက်ကမိန်းကလေးကသတိရလာပြီးတော့လူလွန့်လာခဲ့ပါတယ်။ခြေလက်နှစ်ဖက်စလုံးကိုလည်းချီနှောင်ထားတာကြောင့်ထပြေးလို့လည်းမရပါဘူး။ ရှင်ကဘာတူလဲကျွန်မကိုလွတ်ပေးပါရှင်ကျွန်မကိုလွတ်ပေးပါနော်မိမငယ်လေးကဓာတ်ကင်ထားတဲ့သူကိုကြည့်ပြီးတော့ကြောက်လန့်နေရှာကတင်းနဲ့ငိုယူနေပါတယ်မငိုပါနဲ့မိန်းကလေးရယ်ကျွန်ုပ်ကတင့်ကိုအေးချမ်းရာရက်ကိုပို့ဆောင်ပေးမဲ့သူပါလွတ်ပေးပါရှင်ကျွန်မတော့ပါပါရှင်ကျွန်မကိုလွတ်ပေးပါနော် ထိုလူကသူ့ကိုတောင်းပန်တိုးရှိုးနေတဲ့မိမငယ်လေးကိုအနှဲငယ်များပဲဂယုဏမတက်မိပဲနဲ့လက်ထဲမှာကင်ထားတဲ့ဓာတ်နဲ့မိမငယ်လေးရဲ့လက်ဝင်းကိုတီကနေနေအောင်ဖျက်လိုက်ပါတယ်။အာကနေဆိုပြီးတော့မိမငယ်လေးရဲ့နာကျင်တဲ့အော်ဟစ်တန်နဲ့အတူပြက်နေတဲ့လက်ဝင်းကသွေးစိမ်းရှိရှိတို့ကပွက်ခနဲပွက်ခနဲအလူရဲ့ပန်းထွက်လာနေပါတယ်။မိမငယ်လေးကမျက်ပြူဆိုင်ရင်နဲ့ဆက်ငင်ဆက်ငင်ဖြစ်ကတေဆုံးသွားခဲ့ပါတယ်။ဓာတ်ကင်ထားတဲ့လူကြီးကမိန်ကလေးငယ်လက်ဝင်းထက်ကစီးကျလာတဲ့သွေးတွေကိုခွက်နဲ့ခံယူလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့မဲနဲ့နေပြီးတော့အယုတ်ဆိုးကြီးတန်လာတဲ့ရုပ်ထုတစ်ခုကိုပတ်ဖြန်းလိုက်ပါတယ်။စနေသမီးအပြိုစ င်လေချောင်းသွေးကိုတောက်သုံးပါပြီးတော့ကျွန်ုပ်ကိုအစွမ်းအထက်ဆုံးဖြစ်တဲ့ကဝေအဆင့်ကိုရအောင်ကူညီပေးပါအဲလိုမျိုးစကားကိုရေရွတ်လိုက်ပါတယ်အလုံးပြီးတဲ့အခါမှာတော့ကြားရုပ်ပါတဲ့လူကရစ်စင်ထက်ကကောင်မလေးအလောင်းကိုတည်ထုတ်လိုက်ပါတယ်ထားခင်ရဲ့မိဘများနဲ့ရွာသူရွာသားတို့ကလည်းတမီးငယ်လေးတို့မြစ်ချိုးတဲ့နေရာကိုရောက်လာပြီးတော့တမီးငယ်လေးကိုရှာဖွေပါတယ်တို့ပဲမလဲတမီးလေးရဲ့အရေးရောက်များပဲရှာမတွေ့တော့ပါဘူးတောအတွင်းမှာလင်းမြန်စွာပဲမဲမောင်ပြီးတော့ညချိန်ကိုဝင်ရောက်လာခဲ့ပါပြီ လူကြီးများကလည်းလက်လျှော့ပြီးတော့ targeting ကိုရှာမြရတဲ့ဆိုအင်ကိုပြန်လာခဲ့ကြပါတယ်။အဲဒီလိုနဲ့တောထဲမှာပညာရှင်တက်နေတဲ့လူကြီးကနောက်ဆုံးပညာရှင်တက်ရန်စနေသမီးအပြိုစင်တယောက်ရဲ့သွေးနဲ့ပူဇော်ရန်သာကြံမာတော့တယ်။စနေသမီးအပြိုစင်ကိုရှာဖွေရန်တာဝန်ယူထားရတဲ့အောင်တွေကရွာနဲ့လဲ့လဲရှာဖွေရင်တာလွန်းတို့ရွာကိုရောက်လာခဲ့ပါတယ်။စနေသမီးပြိုလေးများပျောက်နေတဲ့တရင်ကိုကြားရတာကြောင့်တာလွန်းရွာထဲမှာရှိတဲ့စနေသမီးတွေကအိမ်ထဲကအိမ်မီကိုပဲမထွက်ရဲကြတော့ပါဘူး။အဲဒါကြောင့်မဲအောင်တင်အတွက်တော့စနေသမီးပြိုရရန်ခက်ခဲသွားခဲ့ပါတယ်။အဲဒါကြောင့်မဲတောထဲမှာကြံခဲ့တဲ့ပညာရှင်တက်နေတဲ့ပညာသည်ကြီးကလည်းအခ ခက်တွေ့နေရပါတယ်နောက်ဆုံးတယောက်ပဲကြံတော့တယ်အောင်တင်ရဲ့စနေသမီးအပြိုစင်ကိုဒီနေ့ရအောင်ရှာလာခဲ့အဲဒီလူရဲ့တစ်ချက်လုံးအမိန့်ကြောင့်အောင်တင်ဟာကြောက်ရွံ့သွားခဲ့ပါတယ်နောက်ဆုံးတယောက်ဖြစ်တဲ့စနေသမီးကိုသူဗမာသွားပြီးရှာမှလည်းမသိတော့ပါဘူးမောင်ရီကဲဟာတရားထိုင်နေရင်လည်းအာယုံထဲမှာဆရာသခင်ရဲ့အတန်ကိုကြားလိုက်ရပါတယ်တပည့်ငါတပည့်ဤအတွက်တာဝန်ကျလာခဲ့ပြီကွယ်ကံတောင်ကြီးရွာမှာစနေသမီးအပြိုစင်သွေးနဲ့ပညာစင်အဆင့်တက်နေတဲ့ကဝေကောင်ရောက်နေတယ် သူကြောင့်အပြစ်မဲ့တဲ့မိမငယ်လေးတွေတေဆုံးသွားခဲ့ကြရပြီ။နောက်ထပ်မဆုံးရှုံးရအောင်တွားပြီးတော့နှိမ်နေမှာ။မောင်ရီကလေးကလည်းဆရာသခင်ရဲ့အတန်ကိုကြားရတဲ့ဖြင့်ပတ်ဝန်းကျင်မှာကြားရတဲ့စနေသမီးမိန်းကလေးတွေပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီးတော့ဆက်ဆက်မိသွားပါတယ်။ပို့ပြီးတော့တေချောင်အောင်စုံစမ်းကြည့်တဲ့အခါမှာတော့စနေသမီးပြိုစုစုပေါင်း6ယောက်ပင်ပျောက်ဆုံးနေခဲ့ပါပြီ။တရွာထဲမှာရှိတဲ့မိန်းကလေးတွေပျောက်တာမဟုတ်ဘဲနဲ့ရွာနဲ့ပျောက်နေခြင်းဖြစ်ပါတယ်။ အလောင်းအစားနာပဲပြန်မရကြပါဘူး။ယခုလာမယ့်လပညာကနက်ခတ်တရားတွေစုံလင်ပြီးတော့ပညာရှင်တက်ရန်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အဲဒါကြောင့်မဲစနေသမီးပြိုလေးတွေကိုလိုက်ဖမ်းနေတဲ့လူဟာယနေ့မှစနေသမီးပြိုကိုမရရအောင်ရှာဖွေဖမ်းယူလိုက်မယ်ဆိုပြီးသူတွေးထားလိုက်ပါတယ်။အဲဒါကြောင့်မဲတာလုံးရွာထဲမှာရှိတဲ့စနေသမီးတွေကိုယနေ့မှမြည်သည့်နေရာမှာမသွားရန်ပြောကအစီအစဉ်ဆွဲနေပါတယ်။အရိကဝေကောင်ရဲ့နေရာကိုအတိအကျသိရရန်အစာနဲ့မြားခေါ်ရပါလိမ့်မယ်။ရွာထဲမှာရှိတဲ့စနေသမီးကိုအစာဖြင့်မြားခေါ်ရန်လည်းအနေနဲ့များလွန်းလာတာကြောင့်သူအကြံရခတ်နေပါတယ်။ အဲဒါကြောင့်မဲစနေသားဖြစ်သူတပည့်မောင်ထင်ပေါ်ကိုမိန်ကလေးဖြစ်ပြင်ဆင်ပေးလိုက်ပြီးတော့ကဝေကောင်များခေါ်ရန်လုပ်ရပါတယ်။ထင်ပေါ်ဟာတတိပြတိနဲ့ပြည့်စုံသူဖြစ်တာကြောင့်ယခုကိစ္စမှာများစွာအကူအညီပေးနိုင်ပါလိမ့်မယ်။အဲဒါကြောင့်မဲထင်ပေါ်ကိုလုံးဝမိန်ကလေးနဲ့တူအောင်ပြင်ဆင်ပေးလိုက်ပြီးတဲ့တကလာအင်းတစ်ချက်ကိုလည်းတိုက်ထားလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ထင်ပေါ်ကိုလူပြတ်တဲ့နေရာကိုပို့ထားလိုက်ပြီးတော့များခေါ်ရန်ပြုလုပ်ရပါတယ်။ထင်ပေါ်ကလည်းဆရာခိုင်းတဲ့အတိုင်းကနွဲ့ကလေးရလုပ်ပြီးတော့လူသွားလူလာပြတ်တဲ့နေရာမှာသွားကများခေါ်ပါတယ်။ မနက်ပိုင်းမှာမတင်ကြတဲ့လူတယောက်မှမရှိပါဘူး။ဒါပေမဲ့လည်းညနေပိုင်းချိန်မှာတော့ဘောင်းမီဖဖပိုးပွားကြီးဝတ်ထားတဲ့လူတယောက်ကထင်ပေါ်ရှိရာနေရာကိုရစ်တီရစ်တီနဲ့လာလုံနေပါတယ်။လူရဲလူချေကိုအကဲခတ်နေပါတယ်။ယနေ့ဖို့သူရှာနေတဲ့စနေသမီးပြို့ကိုတွေ့ရပြီဖြစ်တာကြောင့်အလစ်မပေးဘဲနဲ့စောင့်နေပါတယ်။ထင်ပေါ်ကလည်းသတိကြီးကြီးထားကထိုလူကိုအကဲခတ်နေရပါတယ်။ထိုလူကကဝေကောင်ရဲ့တပည့်သားဖြစ်ပါလိမ့်မယ်။ခွန်အားဗလကြီးပြီးတော့လူကောင်ထွားပါတယ်။ခဏကြာမှာတော့ထိုလူကထင်ပေါ်နောက်ကိုကတ်လာပြီးတော့မိစင်းနဲ့တူကတောထဲကိုအမြန်ထန်းခေါ်သွားပါတော့တယ်။ ထင်ပေါ်ကမေးချင်အောင်ဆောင်ပြီးတော့ထိုလ်လူရဲ့ပခုံးမော်ကိုပတ်သွားပါတယ်အဲ့ဒီချိန်မှာပဲအဲ့ဒီလူကဟာဒီစနေသမီးကလေးလိုက်တာကွာဘလောက်များအစာတွေစားထားလဲမသိဘူးဒီနေ့ပြီးရင်ငါ့ဆရာရဲ့အဆင်ကလုံးဝပြိုင်ဆန်ရှားသွားပြီငါလည်းဆရာရဲ့ပြိုင်ဆန်ရှားတဲ့ဘက်အဖြစ်လောက်ရတော့မယ်ထိုလ်လူကတော်ရဲကိုပြင်းနေတဲ့တကူတဲ့စကားတွေပြောနေပါတယ်ထင်ပေါ်ကပခုံးမော်ကနေပြီးတော့မေမျောချင်အောင်ဆောင်နေတာကြောင့်ထိုလ်လူပြောသမျှတွေကိုအတိုင်းသားကြားနေရပါတယ် တော်ထက်ထက်ကိုဖျက်ကျော်ပြီးတဲ့နောက်မှာတော့တာလဘက်စတွေမိုးကာထားတဲ့တဲကြီးစီကိုရောက်လာခဲ့ပါတယ်။ထိုလ်လူကထင်မုတ်ကိုဆရာရှိရာအခန်းစီကိုဝင်ပြီးတော့ချလိုက်ပါတယ်။နောက်ဆုံးအဆင့်အတွက်စနေသမီးပြူပါဆရာ။စနေသမီးတွေကရှာရခက်လို့တော်တော်ဝေးဝေးနေရတဲ့အထိတွားပြီးရှာနေရလို့ကြာသွားတာပါဆရာ။အေး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 အချိန်မီရလာတာကိုပဲကျေးဇူးတင်ပါပြီအောင်တင်ရဲ့။ဒီညပညာဆင့်တက်ဖို့အကောင်းဆုံးညပဲကွာ။ဒီတော့မိန်းကလေးကိုရစ်စင်မတင်ထားပြီးအမွေးနှမ်းသားရည်တွေပတ်ဖြန်းထားလိုက်။ ီမိန်ကလေးကငါ့အတွက်နောက်ဆုံးပညာရှင်အဆင့်တက်လို့ရမယ်သူပဲကွာစိတ်ချပါစရာဗလာကောင်းကောင်းတဲ့လူကထင်ပေါ်ကိုကောက်ပွေးလိုက်ပြီးတော့ရစ်စင်ပေါ်တင်ထားလိုက်ပါတယ်ရစ်စင်ထက်မှာတော့သွေးစိမ့်ညီနဲ့နေရမှွန့်ထုံနေပါတယ်ထင်ပေါ်ကလည်းအောင်ကြီးတီးခံပြီးတော့ဆရာဖြစ်သူလာကိုစောင့်နေရပါတယ် မောင်ရီကဒီညအချိန်ကိုစောင့်ရင်းနဲ့တဖြည်းဖြည်းညှင့်နှက်လာပါတယ်။အဲဒါကြောင့်မဲထင်ပေါ်ရှိတဲ့တောနယ်ထဲကိုလာခဲ့ပါတယ်။တောနယ်ထဲမှာရှိတဲ့ကဝေကောင်ကသူရှိနေတဲ့တောပတ်ဝန်ကျင်အနံကိုအဆောင်အပြည့်ချထားပါတယ်။ယနေ့ညဟာသူ့အတွက်တော့အရေးကြီးဆုံးအချိန်ဖြစ်တာကြောင့်ပို့ပြီးတော့ဂယုတစိုက်လုံနေရန်ရှိပါတယ်။မောင်ရီကမိမိတို့အချိန်ကြက်ကြနေမှာဆိုတာကြောင့်ဥရုရခဘလူးကြီးများကိုလွတ်ခါကဝေကောင်ရဲ့အဆောင်များကိုရှင်းခိုင်းထားလိုက်ပါတယ်။ပြီးတဲ့အခါမှာတော့သူကိုယ်တိုင်တောထဲကိုဝင်လာခဲ့ပါတယ်။ကဝေကောင်ရှိရတောစီကိုရောက်တဲ့အခါမှာတော့ များပြားလာတဲ့တဆီတရဲတပတ်တွေကိုတွေ့လိုက်ရပါတယ်။မောင်ရီကလေးကလည်းအဲ့ဒီတဆီတရဲတပတ်တွေကိုရှစ်ခွက်အင်းနဲ့ပြစ်ကထိန်းချုပ်ထားလိုက်ပါတယ်။ဘသူကဒီထိလာပြီးတော့အတင့်ရဲနေရလဲကွာ။ဗလာကြီးကြီးဂင်ဒိုဒိုနဲ့လူကမောင်ရီကလေးကိုမြင်ရင်တော့စီဂျိုကတားလိုက်ပါတယ်။မောင်ရီကလေးကလည်းအဲ့ဒီလူရှိမှရက်ပြီးတော့တီကြည်တဲ့လေတံနဲ့ငါရှိရနေဖဲပါ။လွယ်လိုက်လားကွာဒီနေရာကိုဝင်လာတဲ့ကမင်းကတေလူဖြစ်နေပြီဆိုတာသိလိုက်တဲ့အပြောမကြီးပါနဲ့အောင်တယ် မင်းကဘာကောင်လဲဆိုတာငါသိတယ်မင်းတို့လူကောင်တွေကိုငါရှင်းလာခဲ့တာမနှဲတော့ဘူးကွာတော်တော်လေလုံးကြီးတဲ့ကောင်ပဲကွာငါဘာကောင်လဲဆိုတာမင်းကိုပြရသေးရပေါ့အဲ့လိုမျိုးပြောဆိုကထိုလ်လူကမန်တန်တပုတ်ကိုရွတ်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အဝတ်စားတွေကိုချွတ်လိုက်ပါတယ် ခဏကြာမှာတော့အဲ့ဒီလူကအမွေးအမြစ်ကြမ်းရှက်ရှက်တွေထွက်လာပြီးတော့လူတစ်ပိုင်းကြားတစ်ပိုင်းဖြစ်သွားခဲ့ပါတယ်ခဏကြာတော့လုံးဝကြားကြီးတကောင်ဖြစ်ပြောင်းလဲသွားပါတော့တယ်အဝါရောင်အစင်းကြပါတဲ့အေယာမ9000ကြားကြီးတကောင်မှာတဝောင်းဝောင်းနဲ့ထိုကြားကြီးဟာဟိမ့်သံပြူရင်နဲ့မောင်ရီခဲထံကိုတလန်းချင်းစီဝင်လာနေပါတယ်အချိန်ကလည်းတိတ်မရှိတော့တာကြောင့်မောင်ရီခဲကဘလူးအင်ဂျက်ကိုထုတ်ပြီးတော့အသက်သွင်းလိုက်ပါတယ်ခဏလောက်ကြာမှာတော့ဂျင်းနီယောင်အင်ဘလူးကြီးထွက်လာပြီးတော့9000တမန်းညာနဲ့ချပါတယ် မောင်ရီကလည်းတဲတဲကိုဝင်သွားလေရကဝေကောင်ကစက်တွေနဲ့တားထားလိုက်ပါတယ်မောင်ရီကလည်းထိုစက်တွေကိုဖြတ်ပြီးတော့ဝင်လာခဲ့ရပါတယ်တင်းလိုလူကငါနေရာထိလိုက်လာနိုင်တယ်ဆိုတော့အစွမ်းကတော့မသေးဘူးပဲအဝင်လမ်းမဲ့ရှိပြီးအပြန်လမ်းမရှိတော့တာမင်းမသိလို့နေလိမ့်မယ်တငယ်လေးရအပြောမကြည့်ပါနဲ့ကဝေကောင်ရမင်းကသူများသားသမီးပြိုတွေကိုကိုချင်းမစားမနာတတ်ရတဲ့ကောင်မင်းလိုကောင်ကဒီလောကကြီးရဲ့အညစ်အကြေးတသက်ပဲကွာအပြောကြည့်လိုက်လားတငယ်ရဲ့ မင်းငါ့ကိုနိုင်ရင်တငယ်မောက်ကိုပြန်ခေါ်ကြည်။အေးမနိုင်လို့ကတော့မင်းအသက်ပါပေးရမယ်မှတ်တာ။လှုပ်လိုက်စမ်းပါ။ငါလည်းအဲ့လိုမှကြိုက်တာကွာ။မင်းငါ့ကိုနိုင်ရင်ငါ့ကိုကြိုက်တာလို့။အေးမနိုင်လို့ကတော့မင်းပညာရဲ့အကုန်စွန့်ရမယ်။အပြောမကြီးနဲ့တငယ်အလုံးနဲ့လက်တွေ့ပြပါ။အဲ့လိုဆိုကကဝေကောင်ကဖနောင်းနဲ့တစ်ချက်ပေါက်လိုက်တဲ့အခါမှာတော့မြေကြီးတွေကစူးကြုံနေပါတဲ့နွယ်ရှင်ကထွက်ပေါ်လာခဲ့ပါတယ်နွယ်ရှင်တွေအရှိရကောင်ကိုတတ်လိုက်စမ်းကွယ်အဲ အယိုးတောင်မကြံစေနဲ့တိတ်အပြောကြည့်တဲ့ကောင်အဲ့လိုမျိုးပြောဆိုပြီးတော့မောင်ရီခဲထံကိုနွယ်ရှင်တွေကိုလွတ်လိုက်ပါတယ်မောင်ရီခဲကတော့အဲ့ဒီကဝေကောင်ရဲ့ဖနှောက်မှာထိုးထားတဲ့မျက်စွာဖျားပုံတော်ကိုမြင်လိုက်ပြီးတော့ဒေါသထွက်သွားခဲ့ပါတယ်အဲဒါကြောင့်မဲရှစ်ကွက်အင်းကိုအမြန်ဆွဲလိုက်ပြီးတော့သူ့ပပတ်လယ်မှာကာထားလိုက်ပါတယ်နွယ်ရှင်များမောင်ရီခဲထံကိုရောက်လာပြီးတော့တွန်းကန်အားကြောင့်ပြန်လဲကန်ထွက်သွားခဲ့ပါတယ်မင်းကလူငယ်တလောက်ပညာမစိုးပဲကွာငါဒါမျိုးစောင့်နေတာ အဲ့လိုမျိုးပြောဆိုကနွယ်ရှင်တွေကိုနှဆပို့တိုးလိုက်ပါတယ်ရစ်စင်မော်ကထင်ပေါ်လဲဆရာကိုကုညီရန်ထလာခဲ့ပါတယ်ထိုချင်းရကိုကဝေကောင်ကမြင်ပြီးတော့ဒေါသထွက်သွားခဲ့ပါတယ်။ "तू ကမိမဟန်ဆောင်ထားတဲ့သူပဲ ਉ ။ဒါကြောင့်မင်းငါးနေရာကိုရောက်လာနိုင်တာပေါ့။တတိတစ်ချက်လွတ်သွားလို့တာပေါ့။မင်းတို့နှကောင်လုံးပြန်လဲမရှိဘူးသားမှတ်လိုက်တော့။ယော။ယောလို့ဆိုကထင်မော်ထံကိုအနီရင်အောင်ဆက်ကြိုးတွေပစ်လိုက်ပါတယ်။သို့တော်လဲထင်မော်တောက်ထားတဲ့ကိုလုံရင်အစွမ်းကြောင့်ဆက်ကြိုးကအနားမရောက်ပဲပြတ်ထွက်သွားပါတယ်။ မင်းတို့ရောင်နေရအရန်စွမ်းနေကြတယ်ပေါ့လေဟုတ်စာယော့ငါရဲ့မြားမို့ခံနိုင်ခံကြစံကွာအဲ့လိုမျိုးပြောဆိုကကောင်းငင်ထက်ကိုဥမော့လိုက်ပြီးတော့ဂါထာရွတ်ဆိုလိုက်ပါတယ်အဲ့ဒီအချိန်ကောင်းငင်ထက်ကနေမိတော့တွေပါတယ်မြားအစင်းပေါင်းများစွာရေခဲနဲ့ထင်မော်တို့ထံကိုဒရဇက်ထိုးချလာပါတယ်ရေခဲတို့ကလည်းကွန်ချာရင်ကိုအသက်သွင်းပြီးကာထားလိုက်ပါတယ်မြားတန်နဲ့ကွန်ချာရင်တို့ထိတွေ့တဲ့အကြောင်းတဖောင်းဖောင်းနဲ့အတန်မြေကပောက်ကွဲကုန်ပါတယ်နွယ်ရှင်ကလည်းအပိုင်းပိုင်းပြတ်တော့သွားပြီးတော့ပြန်လဲပြောက်ွယ်သွားပါတော့တယ်မဖြစ်နိုင်ဘူး ခုထိငါရဲ့မြားမုန်းနဲ့နွယ်ရှင်ကိုနိုင်တဲ့သူမရှိသေးဘူးနင်တို့ကဘသူတွေလဲငါတို့ကမင်းကိုအဆုံးသတ်ပေးမဲ့သူပဲကဲငါလည်းရောက်ပြီယောဒီအင်းနဲ့ကနေမထွက်နိုင်ထွက်စမ်းအဲ့လိုမျိုးပြောဆိုကရွှေအောင်အင်းချက်လေးကိုလေထဲမှာဆွဲပြီးတော့ကဝေကောင်စီပြစ်လိုက်တဲ့အခါမှာတော့အင်းချက်ဟာရွှေအောင်တဖိဖိတောက်နေတဲ့ကဝေဖန်းဖြစ်နေပါတယ်။ဟာမဖြစ်နိုင်ဘူး။အာကဝေကောင်ကမြေပေါ်မှာလူးလိမ့်ပြီးတော့အာကနဲ့អော်နေပါတယ်။သူ့ကိုရစ်ပတ်ထားတဲ့ရွှေအောင်ကဝေဖန်းကငရဲမိတော့တွေထလာပြီးတော့ကဝေကောင်ကိုတဖိဖိနဲ့လောင်ကျွမ်းလေပါတယ်။ အာအာတော်ဘာတော့ငါပူနေပြီအာငါသေးရတော့မယ်အာမင်းလဲကြတော့နာတက်တယ်လားဟမ်မင်းသူများသမီးပြို့တွေကိုလဲဖြတ်ပြီးတော့သွေးတွေအန်ထွက်နေတော့ကြည်ကောင်းကောင်းနဲ့ကြည်နေတာမလားအခုကိုယ့်လဲရောက်တော့နာလားဟမ်တောင်းတောင်းမှပါလေငါကိုချင်းစာတတ်ပါပြီကွာအခုမှကိုချင်းစာနေလဲတည်သွားတဲ့လူတွေကပြန်ရှင်းမလာနိုင်ဘူးမင်းလိုကောင်ကငရဲနဲ့ပဲတန်တယ်ကွာတောင်းမှပါလေငါ့ကိုလွတ်ပေးကြပါငါရပ်ဘူးနေပြီအာအာရပ်ဘူးနေအာ မင်းပညာရေးစွန့်လိုက်လို့ရှင်မီးရသူ့လိုလိုငြိမ်းသွားလိမ့်မယ်မင်းလုံနိုင်လားကဝေကောင်တွေ့ဝေသွားခဲ့ပါတယ်သူ့အနေနဲ့ရခဲ့လာတဲ့ပညာတွေကိုစွန့်လို့ရနှမျောနေပါတယ်သို့တော့အသက်ဘေးကလည်းရှိနေသေးတာကြောင့်ငါငါပညာရေးစွန့်လို့ရှင်ဒီမီးရေငြိမ်းသွားမှာလားငါမှုသားမပြောကျန်တာမင်းတဘောပါအာအာငါငါလုံးပါမယ်အာငါလုံးပါမယ်အာထို့အခါမှာထင်ပေါ်ကသူညာရောဆရာသူလိန်ညာနေလို့ရှင်သူ့အသက်ကိုအာမမခံအောင်ထင်ပေါ်သူ့အသက်ကိုတော့သူ့ပညာထက်နှမျောမှာပါ အဲ့လိုပြောဆိုပြီးတော့ကဝေကောင်စောင့်ကြည့်နေလိုက်ပါတယ်ကဝေကောင်ကမီးပူတံကိုမခံနိုင်တော့တာကြောင့်ထိုးကအန်ချလိုက်ပါတယ်အဲ့ဒီအချိန်ပညာစင်တက်စင်ကမျိုးချထားတဲ့လူအသားတုံးနီနီရဲရဲတွေကိုဒရုံးမီဒရုံးအန်ချလာပါတယ်အသားတုံး6ဒုံးမြောက်မှာတော့အန်ချင်းကိုရက်လိုက်ပါတယ်သူ့တိုင်သူ့ကိုလောင်ကျွမ်းနေတဲ့မီးကတောက်နေသေးပါပဲမင်းတို့ရညာတယ်ငါပညာရေးစွန့်ရင်မီးငိမ့်မယ်ဆိုအခုကဘာလို့တောက်လောင်နေသေးရလဲငါမှုတာမပြောဘူးမင်းပညာရဲ့နောက်ဆုံးဘူးကျန်နေသေးတယ် မင်းညာနေတည်ရွေးတော့မီးကငိမ့်မှာမဟုတ်ဘူးအဲ့လိုမျိုးမောင်ရီကဆူလိုက်တဲ့အခါမှာတော့ကဝေကောင်ကမိမိရဲ့နောက်ဆုံးတိုးဝဲထားတဲ့ပညာဘူးကိုအန်ထုတ်လိုက်ရပါတယ်ကဝေကောင်ကခုနှစ်တုံးမြောက်အသားတုံးနဲ့မင်းညင်ညင်ပြစ်ချွဲအရေးကိုအန်ချလိုက်ပါတယ်အဲ့ဒီအချိန်သူ့ကိုတောက်လောင်နေတဲ့ရွှေရောင်အင်းချက်မီးတော့ကလုံးဝငိမ့်သွားပါတော့တယ်ကဲမင်းကတန်မှန်လူဖြစ်သွားပြီအကျွေးအတွက်ကတော့တန်တရာမှာပေးဆက်ပေးုံပေါ့ မောင်ရီကဲကကဝေကောင်ကိုအဲ့လိုပြောပြီးတော့ထင်ပေါ်ကိုခေါ်ကတော်ရဲကနေထွက်လာခဲ့လိုက်ပါတယ်။ပညာမရှိတော့သောကဝေကောင်ဟာလူငယ်နှစ်ယောက်ထံမှပညာစွန့်လျက်ရတာကြောင့်မိမိကိုယ်ကိုမကျင်မနှက်ဖြစ်ပြီးပညာများကိုနှမျောတတဖြစ်ကယူသွားပါတော့တယ်။တဲပြင်ဘက်မှာတော့အင်ဘလူးရဲ့လက်ချက်ကြောင့်တေပွဲဝင်နေရှာတဲ့တမန်းကြားကိုတွေ့လျက်ရပါတယ်။တော်ဆက်ကိုရောက်တဲ့အခါမှာတော့တာဝန်ပီးစီးသွားတဲ့ဥရုရခဘလူးကြီးကမောင်ရီကဲကိုအယုသေးပြုတ်ပြီးတော့ပျောက်ကွယ်သွားပါတော့တယ်။မောင်ရီကဲတို့ဆရာတပည့်နှစ်ယောက်ကလည်းတော်ရဲကထွက်လိုက်ပြီးတော့မိမိရက်ရွာကိုပြန်လာခဲ့ကြပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုဆ ွန်နယ်ဒီလိုက်ပါနားဆင်ပေးကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရင်ရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။